နတ်ဆိုးပူရိတ်တကယ်အဖြစ်ပြန်များကွန်ဂျူရင်းနဲ့အနာဘဲလို့ကြားလိုက်တာနဲ့နတ်ဆိုးအပြင်ပရိသတ်တွေအရင်ဆုံးပြင်းပြမိကြမှာကတော့နတ်ဆိုးကိုနှိမ်နှင်းကြတဲ့အနေလော်ရင်တို့ဇုံတွေပဲဖြစ်ပါတယ်သူတို့ဇုံတွေဟာဇလန်းထဲမှာသာပါတဲ့စိတ်ကူးရင်ဇက်ကောင်တွေမဟုတ်ကြပဲတကယ်အပြောင်းလဲတွေ့ပေါ်မှာရှိနေကြတဲ့ပညာရှင်ဇုံတွေတွေပဲဖြစ်ပါတယ်အက်ဒ်ဝါရန်ကဖီလာမျိုးနွယ်တွေကတဘာဝလုံးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဒီမိုနိုလက်ဂျစ်တူဖြစ်ပြီး လော်ရန့်ဝါရန်ကတော့ဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်တဲ့မီဒီယာတူဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာတဘာဝလွန်ဖြစ်ရတွေကိုအတူတူလေ့လာခဲ့ကြရင်းနဲ့မှနတ်ဆိုးပူတဲ့ဖြစ်ရများစွာကိုစူးစမ်းဖော်ထုတ်နိုင်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။သူတို့ရဲ့အကြောင်းကိုအခြေခံပြီးတော့မှ Horror ကြိုက်ပရိသတ်တွေတခဲနဲ့အပိခဲ့ကြတဲ့ The Conjuring Universe ဆိုတဲ့ Horror Movie Series တွေကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီတော့လက်တွေ့ဘဝမှာ Ethnic Lorando အမှန်တကယ်ကြုံတွေ့ခဲ့ကြတဲ့ နတ်ဆိုးရီတွေကမှနမယ်ကြီးနတ်ဆိုးပူးတဲ့အဖြစ်အပျက်တချို့ကိုတိဆက်ပေးလိုက်ရပါတယ်။ဒိတ်နတ်ဆိုးပူးနေတဲ့အန်နာဘဲအယုတ်လက်တွေ့ဘွားမှာနမယ်ကြီးအန်နာဘဲအယုတ်ကိုသူနာပြုတ်ငယ်မင်းကလေးနှစ်ယောက်ကလက်ဆောင်အဖြစ်အရင်ဦးဆုံးရရှိခဲ့ကြတာဖြစ်ပါတယ်။လက်ဆောင်ရပြီးနောက်ပိုင်းမှာအယုတ်ကထူးဆန်းစွာနေရာရွှေရာတွေချင်းချောက်စာထားရတာမျိုးတွေလောက်လာခဲ့တာကြောင့်တရေ၆နေရလို့ပဲယူဆခဲ့ကြပါတယ်။အန်နယ်လော်ရန်တို့ရောက်လာတဲ့အချိန်မှာတော့နတ်ဆိုးတကောင်ဟာ အနဘဲအယုတ်ကနေတဆင့်သူနာပြုငယ်နှစ်ယောက်ထဲကတယောက်ရဲ့ဝိညာဉ်ကိုနှုတ်ယူဖို့စူးစမ်းနေရဆိုတာကိုသိခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Ethnet Lorando ဟာနတ်ဆိုးကိုနှိမ်နေပြီးအယုတ်ကိုလည်းသူ့ရဲ့တဘာဝလုံးပြတိုက်ထဲကပန်အိမ်တစ်ခုထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အပြင်လက်တွေ့မှာတော့အဲဒီအယုတ်ဟာရုပ်ရှင်ထဲမှာပါတဲ့အနဘဲအယုတ်လိုပုံစံမျိုးမဟုတ်ပေအနီရောင်သပင်းစုပ်ဖားနဲ့ Raggedy Android အယုတ်ပဲဖြစ်ပါတယ်။နေ့ Smoromita စုနဲ့ပုံနကတိုက်တဲ့အိမ် စမိုရမီသားစုမှာဂျက်နဲ့ဂျင်းနက်စမိုရာတို့လင်မယားနှစ်ယောက်နဲ့သူတို့ရဲ့တာသမီလေးယောက်တို့ပါဝင်ပြီးသူတို့မိသားစုဟာပင်စလေးဘေးနီးယားမှာရှိတဲ့အင်ဂျီတိန်ထဲမှာအတူတူနေထိုင်ခဲ့ကြပါတယ်။နှစ်တွေအတော်ကြာနေထိုင်လာခဲ့ခြင်းနဲ့မှာအင်ဂျီထဲမှာအသားပေါက်အနှံ့တွေစရလာခဲ့ပြီးဘဲကမမ်မတီရဲ့ထူးရိုက်တန်တွေကိုပါစတင်ကြလာခဲ့ရပါတယ်။နောက်ပိုင်းမှာတော့အခြေအနေတွေပုံမဆိုးရွာလာခဲ့ပြီးအင်းလေးကပြိဘောကပစ္စည်းတွေ အလိုလိုနေရာရွေးရှားတာမျိုးတွေကြုံတွေ့လာခဲ့ရကသူတို့ရဲ့ဂျာမန်အိမ်ဆောင်ခွေးလေးကိုလည်းဘာမှမသိတဲ့အရာကနေရံနဲ့ကြိုက်ပေါက်တာကိုထူးဆန်းစွာမြင်တွေ့ခဲ့ကြပါတယ်။အိမ်နောက်ပိုင်းအိမ်ရှင်မိသားစုတစုလုံးမှာအသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့လာခဲ့ရတာထုံးစံအတိုင်း ethnic laurento ကတာမန်လူတွေမသိနိုင်တဲ့အိမ်မှာတဘာဝလွန်အခြေအနေကို လာရောက်စူးစမ်းခဲ့ရပါတယ်။ကိုလာကြာလေးလာခဲ့ပြီးတဲ့နောက်မှာတော့မကျွတ်လွတ်သေးတဲ့အသက်ခက်ကြီးကြီးမိန်းမတယောက်ဒေါသကြီးရဲ့ယောက်ျားတစ်ယောက်နဲ့ ကလေးမလေးတယောက်တို့ရဲ့ဝိညာဉ်တွေကိုတွေ့ခဲ့ရပြီးသူရဲ့ဝိညာဉ်တွေကိုထိန်းချုပ်စီခိုင်းနေတဲ့နတ်ဆိုးတစ်ကောင်ရှိတာကိုပါ Ethnic Lorando ကမြင်တွေ့ခဲ့ကြပါတယ်။ကက်သလစ်ဘုရားရှိခိုးတောင်ကဖုံးတော်ကြီးတွေနဲ့အပနေနာမျိုးတွေအထိပါလောက်ခဲ့ပြီးမြင်လဲနတ်ဆိုးကအပီးတိုင်ဖတ်မသွားသေးတော့ Smurrel မိသားစုကပဲသူရဲ့အင်ကြီးကနေပြောင်းရွှေ့သွားခဲ့ရပါတယ်။၃မဆာချူးဆက်နေကဝိညာဉ်ပုခံကြရတဲ့ကောင်လေး1980အစောပိုင်းကာလတုန်းက ဒွန်နိုဘန်လို့အမည်ရတဲ့၁၂နှစ်သားဝင်းကျင်အရွယ်ကောင်းလေးဟာသူ့ရဲ့ကြောင်ကတငယ်ချင်းအိမ်ကိုညအိတ်အလဲသွားရင်တရဲခေါ်တဲ့ပုံပြကိန်းကိုစော့ခဲ့ပါတယ်။နောက်နေ့ညတွေမှာတော့ဒွန်နိုဘန်ဟာသူ့မှာမန်နီလို့အမည်ရတဲ့တငယ်ချင်းအစ်တတယောက်ရလာတယ်လို့သူ့မိဘတွေကိုပြောပြခဲ့ပြီးဘေးမှာလူတွေမရှိတဲ့အချိန်ဆို သူ့နားမှာအဖော်တယောက်ရှိနေတယ်လို့မျိုးတယောက်တည်းစကားတွေပြောနေခဲ့တာကိုလည်းဒွန်နိုဘန်မိဘတွေကသတိထားလာမိခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဒွန်နိုဘန်ဟာ လဝါကတိုင်နဲ့တရားစာအုပ်လိုဘာသာရေးဆိုင်ရာပစ္စည်းတွေကိုကြောက်တက်လာခဲ့ပြီးတူတူဆန်ဆန်အော်ဟစ်ပကွဲတာမျိုးတွေဖြစ်လာခဲ့ပါဒါအပြင်အိမ်ထဲမှာလည်းတွားသွားတန်တွေတခုခုကိုဒရွတ်တိုက်ဆွဲနေတဲ့အတန်တွေကြားလာခဲ့ရပြီးဒိုနိုဘန်ဟာလည်းတာမန်ကလေးတယောက်လိုမဟုတ်တော့ဘဲမိစ္ဆာတကောင်ကောင်ရဲ့ဘူးကက်ချင်းကိုခံရသလိုပုံစံမျိုးဖြစ်လာခဲ့ပါတယ်။အက်နဲလော်ရန်တို့ရောက်လာခဲ့ချိန်မှာတော့ဒိုနိုဘန်ရဲ့ခန္ဓာကိုယ်ထဲမှာအညိုကြီးရဲ့လူအုံမိစ္ဆာတကောင်ဘူးကက်နေရဲ့ဆိုတာကိုသိခဲ့ရပြီး တွန်းတို့ဘန်းကလည်းသူတခါမှတော့မကြဖို့တဲ့လက်တင်ဘာသာစကားနဲ့အဟိတ်ကျိစဲတာမျိုးတွေပြုတ်လောက်ခဲ့ပါတယ်။အက်သနစ်လော်ရန်တို့ဒွန်းတို့ဘန်းကိုရဲကနေအပနှင်းနေစီအချိန်မှပဲဒွန်းတို့ဘန်းရဲ့ခနာကိုဟာလေးတဲကို6လမလောက်မြောက်တက်သွားပြီးဗဇက်သေးကနေကတ္တရာစီလိုအေးအမဲတွေအထွက်လာခဲ့တယ်လို့လည်းမျက်မြင်တွေ့ခဲ့ကြတဲ့သူတွေကဆိုကြပါတယ်။အဲဒီနောက်မှာတော့နတ်ဆိုးထွက်သွားတယ်လို့ယူဆခဲ့ကြပြီးဒိုနိုဘန်ဟာလည်းတာမန်ကလေးတယောက်လို ပြန်လဲကောင်းမွန်လာခဲ့ပါတယ် ဒီဖြစ်ပျက်တွေကိုတော့1969ခုနှစ်လောက်ကပြုလုပ်ခဲ့တဲ့ Ethnic Lorando ရဲ့ Audio Interview တစ်ခုကနေပြန်လည်ကြားသိခဲ့ရတာဖြစ်ပြီးရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားခြင်းမရှိရာကြောင့်အတော်လေးလူသိနေတဲ့ဖြစ်ရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။